လူတော်များကတန်လျက်နဲ့ငါရုပ်သင်္ကေတကိုမှားတတ်ကြတယ်ဗျတန်လျက်နဲ့ငါရုပ်သင်္ကေတဟာသင်လော်ပါပြီမှာအကောင်းဆုံးတွေကိုပဲပေးတဲ့သင်္ကေတတွေထဲမှာပါတယ်ဆိုရင်မမှားပါဘူးဒါပေမဲ့သူတို့ရဲ့အကျိုးပေးပုံတော့ကွာခြားတာပေါ့ဗျာငါရုပ်သင်္ကေတကတော့ပေါ်ကျွယ်ပါခြင်းကိုအဓိကကိုစားပြုပါတယ်ကံကောင်းခြင်းကိုကိုစားပြုပါတယ်တန်လျက်သင်္ကေတကတော့ဘဝမှာထိတ်ဆုံးရောက်ခြင်းကိုကိုစားပြုတယ်ဘယ်နဲ့ပဲမှမဆိုပါဘူး ဒါဟာကြီးပွားချမ်းသာမှုတွေကိုသိသနာပေးတဲ့လက္ခဏာကောင်းတွေဖြစ်ပါတယ်။လက်ပုံစံပုံမူတည်ပြီးလဲကြိုးပြီးကွဲတယ်ဗျ။ဥမာပြောရရင်ဗျ။လက်ဝါးပြင်တိဆောက်မှုမကောင်းတဲ့လက်၊လက်အယောင်သွေးမကောင်းတဲ့လက်၊လက်ချောင်းတိဆောက်မှုမကောင်းတဲ့လက်မှာတန်လျက်သဘော၅ရုပ်ပါတယ်။အဲဒီလိုပဲလက်ဝါးပြင်တိဆောက်မှုကောင်းတဲ့လက်၊လက်အယောင်သွေးကောင်းတဲ့လက်၊လက်ချောင်းတိဆောက်မှုကောင်းတဲ့လက်မှာလဲတန်လျက်နဲ့၅ရုပ်ပါတယ်ဆိုရင်ဒီလူနှစ်ဦးရဲ့ကြိုးပေးကကွာတယ်ဗျ။ဒူပါဘူး။ လေးလာမှတ်တမ်းတွေအရငါးရုပ်ပုံများစွာဟာသူ့သိအကျိုးမပြုတဲ့လက်ပုံစံတွေရှိပါတယ်။တန်လေးကတော့အဲ့ဒီလိုမဟုတ်ပါဘူး။ဘယ်လက်ပုံစံမဆိုအကျိုးပြုပါလဲ။ရေပုံရအပြင်လက်ရဖွဲ့စည်းပုံ၊ရောင်သွေးပုံမူတည်ပြီးအာနိသင်ကွဲနိုင်ပါလေ။အရှင်ဝါကြီးမာပြီးလူကြီးရှင်တစ်ခုခုတာနေတတ်ပြီးတော့စနေကြုံဟာပုံမှန်ပါတဲ့အတိုင်းရှိနေခင်ဗျာညံမျိုးစိတ်ဆွမ်းကြီးလိုမျိုးကိုယ့်ရဲ့နံခန္ဓာတွင်မှာကင်းအောင်နေတတ်ပါလေ။ ဘာသာရေးတဲ့အမေရိကန်သားယုံမယုံခဏပင်တာပါဒေတာချင်းဒီလူတွေဟာသူတို့ပြောစွန့်နေထိုင်မှုတွေကထူးခြားမှုရှိပါတယ်သူတို့နှုတ်ကပြောရင်ဖြစ်တတ်တယ်သူတို့ခံမှန်မှန်နေတတ်တယ်တစ်ဖက်သားသူတို့နဲ့မျိုးလုံးချင်းဆိုင်မကြည့်ရဘူးပြောရမယ်ဆိုရင်ဗျလူတိုင်းမဟုတ်ပေမဲ့တော်များပါဒီလိုထူးခြားတဲ့ကိစ္စတွေရှိပါတယ်အရွယ်တစ်ခုရောက်တော့ငွေကြေးပြည့်စုံကြမယ်အများစုကစိတ်ချမ်းသာဖို့နဲ့တရားဓမ္မပဲလိုက်စားတာများတယ်ဗျာ ဒါရီအားလုံးဖြစ်မယ်လို့တော့တည်ကြတော့မဆိုလိုပါဘူးလူတွေကတော့ကိုရွေးချယ်မှုနဲ့ကိုပေါ့ဗျာတန်လေးရဲ့ကြိုးပီးကတော့ဒီလိုဖြစ်စဉ်တွေအတိုင်းတွင်ကြီးစွာတွေ့ရတတ်ပါတယ်ဘလောက်ပဲခက်ခဲရှိရှိဘာသာရေးတည်ကြလို့တာမျိုးစိတ်တည်ငြိမ်အောင်ထားပြီးကိုဖြစ်စီခြင်းနဲ့ပုံစံစိတ်ကူးပုံပေါ်အောင်လုပ်လိုက်မယ်ဆိုရင်တခဏချင်းအဆင်ပြေသွားပါလိမ့်မယ်တန်လေးရဲ့ငါးယုတ်ကတော့မှားတတ်ကြပါတယ်ငါးယုတ်ဆိုရင်အမီလေးပါတယ်ဗျာ တန်လျက်ဆိုရင်မပါပါဘူးဒါကထူးခြားမှုပါလက္ခဏာနဲ့ပတ်သက်ပြီးနောက်ထပ်လေးလာမိတဲ့အချက်ကိုလည်းပြောပြချင်ပါတယ်ဒူတယောက်ကဘွားမှာဗျအင်အားပြည့်ဝပြီးတော့တိတ်တာထင်ရှားဖို့ဆိုတာသူ့ရဲ့အောင်မြင်လမ်းကြောင်းကပုံမှန်အတိုင်းကောင်းနေဖို့လိုတယ်ဗျလက္ခဏာကျန်ဒီမှာရေးထားသလိုအောင်မြင်လမ်းကြောင်းရှည်တွေကတွေ့ရရှာသလိုအကျိုးပေးမှုလည်းကွဲပြားပါတယ်။အများစုကဒီလိုမျိုးတနည်းကုန်တွေလမ်းမျိုးသာပါပါတယ်။ အသက်ငါအသက်ကြီးပိုင်းပေါ့ဗျာအသက်50ကျော်မှအကျိုးပေးတာမျိုးကလည်းအသက်ပိုင်းခြားနေရတာဖြစ်ပေါ်တတ်ပါတယ်တကယ်တမ်းမွေးရမှတည်ဆုံးတဲ့အထိနာမည်ကျော်ကြားခြင်းငွေကြေးကံကောင်းမှုတွေကိုဖြစ်ပေါ်စေပါတယ်ဒီပုံမှာတော့ဇေဒီပုံနဲ့ထိဆက်ပြီးသူ့ရဲ့တနေ့ကနေလက်ကြောင်ကတော်တော်လေးအကောင်းနေဗျာအလူတန်းကြီးတွေပေးရတယ်ကိုယ်စွမ်းညံစွမ်းရှိသလောက်လုံနိုင်တဲ့လူမျိုးပါအောင်မြင်မှုတွေရပါတယ်တစ်ဖက်မှာ ဉာဏ်လန်းကြောင်းပေါ်မှာရှိတဲ့ဒီစိတ်ကြလက္ခဏာတွေပေါ့ဗျာနောက်ဉာဏ်လန်းကြောင်းပေါ်မှာရှိတဲ့ဒီကျွန်တော်တို့ကျွန်းပုံသဏ္ဍာန်တွေဒါတွေကဘာကိုလဲဆိုတော့စိတ်ကြခြင်းဝိညာဉ်ခံစားရတယ်လို့ဖြစ်တတ်ပါတယ်လက္ခဏာဆိုတော့ဒီလိုပါပဲအများနဲ့အကောင်းဆုံးတွန်တွဲပါတယ်ဒါကြောင့်တစ်ခုတည်းကြည့်ပြီးဟောလို့မရပါဘူးအားလုံးခြုံငုံဟောမှသာစိတ်ချရတဲ့အဖြစ်ကိုရရှိမှာဖြစ်ပါတယ်ဒီလိုမျိုးကံတန်းကြောင်းကောင်းမှမယ်လေတစ်ဖက်မှာ အလုပ်တွေကိုပြီလာတဲ့အတွက်ကြောင့် stress ဖြစ်လာတဲ့ပုံမျိုးကိုလည်းတွေ့ရပါတယ်ဒီလိုမျိုးလက္ခဏာရှိပါနောက်ထပ်လက္ခဏာလမ်းကြောင်း ပြောခြင်းနဲ့ဗျ sympathy line ကြောင်းပြောခြင်းနဲ့ဗျ sympathy line ဆိုတာဘာလဲဆိုတော့လူလူသိစိတ်အားကောင်းသူတွေမှာပေါဝင်တက်တဲ့လမ်းကြောင်းပါတော်ဘာနဲ့မှာတက်လဲဆိုတော့ဒီကျွန်တော်တို့ Solomon လက်စွပ်နဲ့မှာတက်တယ်ဗျလုံးဝမဟုတ်ပါဘူးသူကဝုန်းဝိုင်းနေတာရှိတယ်လို့မြင်းကြောင်းပုံစံခက်ရှိရှိမျိုးနဲ့တွေ့ရတယ် ီလိုလူတွေဟာသိခံစိတ်တွေမြေတားတရားတွေကြီးမာတယ်။သဘာဝရအလိုလိုသိစိတ်အားကောင်းသူတွေဖြစ်ပါတယ်။တိတက်လေးချင်းစရာမလိုဘဲနဲ့ဝမ်းတွင်းတန်နေရောက်ကိုစိတ်ဝင်အားအားကောင်းသူတွေပါ။အများစုကိုသူတို့ထက်မြက်တဲ့ဒီလိုအလိုလျောက်သိစိတ်ကိုအသုံးမချဘဲအာနာတနာစိတ်နဲ့သာဘဝကိုဖျက်ဆီးနေရပါတယ်။ဒါကြောင့်ဘဝမှာထင်တယ်လို့မအောင်မြင်ပါဘူး။ဒီလိုလူမျိုးတွေဟာနေ့စဉ်တရားပုံမှန်တိုင်းမှာမြေတားဘာဝနာပွားပြီးပါကိုယ်စွမ်းကြီးတွေထက်လာပြီးစီးပွားရေးလူမျိုးရေးဖက်ဖက်မှာ ကိုယ့်ရဲ့လွှမ်းမိုးနိုင်စွမ်းနဲ့တို့ဩဇာကြီးမားလာပါလိမ့်မယ်။ဘဝဖြစ်တဲ့အမှာရင်လိုအာနာစိတ်သိငင်စိတ်တွေကင်းပြောက်သွားပါလိမ့်မယ်။ကိုယ်လုံးသမားဖြစ်ကြုံးသမားအောင်ပါလိမ့်မယ်။ဒိဗေရှိတဲ့ဘဝတစ်ခုပိုင်ဆိုင်ရပါလိမ့်မယ်။တကယ်လို့ကိုယ်ကအဲ့ဒီလိုမဖြစ်နေပဲအာနာစိတ်ရှက်စိတ်သိငင်စိတ်တွေရှိနေရင်တရားထိုင်မြတ်တဘာဝနာပွားသေချာလုပ်ပါ။ဒါဆိုကိုယ့်ရဲ့ရည်ရွယ်ဆန္ဒတွေတအားစီမရှိပြီးပြည့်စုံပါလိမ့်မယ်။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်းနဲ့ပြ မိတ်ဆွေရဲ့လက်မအတွင်းဘက်မှာမှဲ့ရှင်နေလားအဲဒီလိုမှဲ့ရှင်နေမကောင်းဘူးဗျဒါအတွေးကြံမှောင်ယမှုဖြစ်စေတဲ့ကြောင်းတရားပါလက်ဝါပြုံမှာမှဲ့တွေထွက်လိရှိပါတယ်ဒါပေမဲ့မှဲ့တွေဟာကောင်းကျိုးထက်ဆိုးကျိုးကိုပိုပေးပါတယ်ဆိုးကျိုးတွေ့ရမှာသိကြပါတယ်ဒီလက်မအတွင်းထဲမှာမှဲ့နဲ့မဲ့တလုံးရှိတာဟာလက္ခဏာရှင်ဘာဖြစ်လဲဆိုတော့တွေးမအကြံမှားမှုတွေကြောင့်ဆုံးဖြတ်ချက်တွေလွဲချော်စီပါတယ် ဒီမိုင်းမှုတွေရဲ့နောက်ကွယ်မှာလက္ခဏာရှင်ဆေးစင်းရမှုတွေကြုံနေမှာသိကြပါတယ်။ဒါကြောင့်လက္ခဏာရှင်အနေနဲ့ဒီလိုနေရာမှာမှဲ့ပါတာမကောင်းဘူးလို့ပြောကြင်ပါတယ်။မှဲ့ရဲ့ဆိုးကျိုးတွေကိုတသက်စေဖို့တော့ဒီတံပိုးတွေကာရတော့ကိုကျွန်တော်တို့အဲ့ဒီနေရာလေးကိုပို့ပို့ပြီးနေစဉ်တက်စေရပေးပါ။ဒါဆိုရင်တော့မှဲ့ရဲ့ဆိုးကျိုးတွေမကောင်းတဲ့အကံအကျိုးတရားတွေပျောက်ကွယ်သွားတယ်လို့ပြောလို့ရပါတယ်။မှဲ့ရတော့ဆက်ရှိနေပါပါ။ဒါပေမဲ့မှဲ့ရဲ့ မကောင်းတဲ့ကံကြိုးပေးကတော့လျှော်နေတော့မှာဖြစ်ပါတယ်။နောက်လက္ခဏာတစ်ခုပြောခြင်းနဲ့ဗျ။ရုတ်တရက်ငွေကြေးပြည့်စုံချမ်းသာမဲ့လက္ခဏာတစ်ခုအကြောင်းပြောခြင်းနဲ့ဗျ။မိ쇠ရဲ့လက်တန်းအောက်ဗုဒ္ဓဥကြုံကိုကြည်ပါ။အဲ့ဒီဗုဒ္ဓဥကြုံမှာအခုလိုမျိုးမြင်းမှတ်လေးတွေများစွာပါနေလား။ဒါဆိုရင်တော့ကောင်းပါတယ်။မကောင်းတာလဲ။ဒီဗုဒ္ဓဥကြုံပေါ်မှာဖြောင်ပြန်တဲ့ဒေါင်လိုင်းများစွာရှိပြီး ဲ့ဒီလိုဖြစ်နေဒီလက္ခဏာပိုင်းရှင်ဟာဘဝမှာတင်တောင်းတင့်တဲ့ခန္ဓာထိမြတ်လက်ထမင်္ဂလာပြုရတတ်တယ်။နောက်ပြီးတရားတရားအကောင့်သူဖြစ်ပြတယ်။ပညာဉာဏ်နဲ့ပြည့်စုံတဲ့သူရှိတယ်။စကားပြောလဲပညာသားပါတယ်။ပြည့်ရကျော်ွားတဲ့လူပြ။နောက်ပြီးတော့ရုတ်တရက်ငွေကြေးမြောက်များရရှိတဲ့အခွင့်အလမ်းတွေဒီလိုလူမျိုးကရရှိတတ်ပါတယ်။ဒါကြောင့်ဒီလိုလူမျိုးဟာပြည့်စုံကျော်ွားတတ်ပါတယ်။နောက်ထပ်လက္ခဏာတစ်ခုပြောချင်တယ်ဗျ။ဒါကတော့ဆုံးဖြတ်ချက်မှတတဲ့ တက်ချစ်ခဲ့တဲ့အကြောင်းပြောချင်ပါတယ်။ဒီနေရာကို အင်္ဂါလွေမျိုးလို့လဲဆိုကြတယ်ဗျ။ကျွန်တော်တို့နှလုံးလမ်းကြောင်းနဲ့ဉာဏ်လမ်းကြောင်းကြားနေရပါဗျာ။အဲ့ဒီမှာတက်ချစ်ခဲ့တစ်ခုထပ်ပိုပါမယ်ဆိုရင်တော့ဒီလိုပါသူတွေကဘဝမှာဆုံးဖြတ်ချက်အများတွေတစ်ခါမကအလုံးဆောင်တတ်ပါတယ်။ဒါကြောင့်ဘဝမှာငွေကြေးဆုံးရှုံးရတာမျိုးလူတိုင်းခံရတာမျိုးတွေကြုံရတတ်ပါတယ်။ဘေးကနေဥပဒေအစိတ်တည်းနဲ့တစ်ခါမကဖြစ်တတ်ပါတယ်။ အကောင်းဘက်အနေနဲ့တို့ညံ့နေကြုံတဲ့ခါမှာလက္ခဏာရှင်နဲ့ကာကွယ်မှုရမယ်။ကောင်းစွာကြော်ဖြတ်နိုင်ပါမယ်။ဘဝမှာစိတ်ပြေမဲ့မယ်။ဒါပေမဲ့ဘဝမှာခံစားချက်မများဘူးတော့တတိပြုပေးရပါမယ်။ဒေါသကြီးတာအလင်းလုံတာစိတ်မျက်နှာလျော့ပါ။ဒါဆိုရင်တော့ဘဝမှာမိမိအနေနဲ့အစဉ်ပြေကောင်းမွန်ခြင်းတွေပို့ပြီးရလာမယ်လို့ပြောလို့ရပါတယ်။နောက်ထပ်လက်တစ်ခုပြောချင်တယ်ဗျ။ဒီပုံမှာပါတဲ့အတိုင်းပါဗျ။ခယူဘက်ဘွေမျိုးက ဒီကျွန်တော်လက်ဖွဲ့ဆောင်တနင်္လာကျောကမှာအထင်ရှားရှိနေလားရှားတော့ရှားပါတယ်အလွန်ဖိုးတန်တဲ့အမှတ်သားပါဒီပွေမျိုးစားလက်ချောင်းတွေမှာသာပါခဲ့ပါတယ်လဝါပြင်မှာတော့လောဝပါခဲ့ပါတယ်တချို့လက်ချောင်းတွေမှာတော့ပါတတ်ပါတယ်လဝါပြင်မှာပါရင်ဗရမယားဘူလွတ်သမှတ်ပါတယ်လက်ချောင်းဘက်မှာဆိုရင်ကယူဘက်ဘူပါဗျာတနင်္ဂနွေကျောကမှာသာပါရင်ပညာရေးကန်ထူကောင်းတယ်နာမည်ကုန်တဲ့ထင်ပေါ်ကြော်စုံမဲ့သူဖြစ်တယ်စီးပွားရေးငွေကြေးပြည့်စုံချမ်းသာမဲ့ပြည့်စုံနေနိုင်မဲ့ တနေ့လာကြိုးပေါ်မှာရှိတော့မိမိမပိုင်ဆိုင်ဘူးတဲ့အရာတွေကျန်နာပုံဂိမ်းဆိုင်တို့ရရှိပိုင်ဆိုင်ပါလိမ့်မယ်။ဗရံများပွေဟာလူတယောက်မှတယောက်တွေ့ရခဲ့တဲ့အမှတ်သားပါ။ဒီအမှတ်သားဟာအင်မတန်မှအဖိုးတန်ရှားပါလုံးတဲ့အမှတ်သားပဲဖြစ်ပါလိမ့်။လက္ခဏာရဲ့ပသက်ပြီးဒီနေ့မှာတော့လေ့လာမိတဲ့ချက်တွေပြောပြတာပါ။နားဆင်ပေးတဲ့အတွက်ထိုးပဲကျေးဇူးတင်ပါတယ်ဗျာ။